ဲ့မင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျကဲ့မင်္ဂလာပါဗျ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ဒီနေ့ကတော့ဒါမနေ့ကလက်ချံပွဲတွေပေါ့လीเนาะတနင်္ဂနွေနေ့ရဲ့ဒါ အဲပရီးမီးယားလိပွဲချုပ်သုံးသချက်ဒီ live ကတော့ဒါဒီနေ့16ရက်5လ2025ရဲ့ပရီးမီးယားလိပွဲချုပ်သုံးသချက် live လေးဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ live လေး3ခုရှိပါမယ်เนาะပရီးမီးယားလိပွဲချုပ်သုံးသချက်ရဲ့ La Liga ပွဲချုပ်သုံးသချက်နဲ့ကျွန်တော်တို့ဒါ Series A 3ခုဒါ live လေးဒီနေ့လွှင့်ပေးပါမယ်เนาะဇက်တိုက်ပဲကျွန်တော်လွှင့်ပါမယ်တပုတ်ပြီးတော့တပုတ်နားမယ်ပေါ့လीเนาะအဲ့တော့တပုတ်ချင်းစီမှာကျွန်တော်ရွေးချယ်မှုလေးတွေထည့်ပြောပြီးသွားမယ်ပြီးတော့နောက်ဆုံး live မှာတော့ကျွန်တော်မောင်းလေးကိုပြောပြပါမယ်ဒီကြောင်းလေးတော့ပွဲတွေကကျွန်တော် live ဟိုတစ်ခုချင်းစီရဲ့เนาะပွဲတွေနဲ့တတ်ဆိုင်တဲ့ live တွေမှာပဲကျွန်တော်ဟိုတကြောင်ဟိုတကြောင်လဲတော့ပွဲတွေကိုပြောပြီးมาဖြစ်ပါတယ်เนาะအဲ့တော့ဒါဒီနေ့ကတော့ live တွေ၃ခုရှိမှာပေါ့ဗျာเนาะအဲ့တော့မနေ့ကတော့ကျွန်တော် Dawn Body 3 star အောင်မြင်မယ် Dawn Go Body 3 star နဲ့ပြန်ကြည်သွားတယ်ပေါ့เนาะအဲ့တော့ mount နဲ့မှာလဲကျွန်တော်တို့ base ကအဆင်ပြေတယ် mace ကတော့ level 20ရှုံးတယ်နောက်ဒီ live စကတော့ ဒါအပြည့်ရှုံးတယ်ဆိုတော့နေ့ကတော့အကျိုးမြတ်လေးနည်းနည်းပဲခြံခဲ့တယ်ပေါ့ဒီနော်ဒီနေ့ကတော့ကျွန်တော်ဒါတနင်္ဂနွေနေ့ဒါပွဲချုပ်၃၀ချက်မှာဒါဒီနေ့ဒီ live ကတော့ဒါ Premier League live လေးဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ Premier League ထဲမှာကျွန်တော်ဒါ၅ပွဲရှိမယ်ပေါ့နော်အဲ့ဒီမှာအမှတ်လိုတဲ့အသင်းရဲ့လို့တော့ဒါ Arsenal နဲ့ Newcastle ကတော့ဒါတော်တော်လေးလိုတဲ့ပွဲပေါ့ Channel ပွဲတွေအဲ့လောက်ကြီးမလိုဘူး Northern Forest လိုတယ်နော်လုံးဝမဖြစ်မနေ Northern Forest ကနိုင်ရမယ့်အနေထားပါ Channel ပွဲတွေကနော်ဂုံသိက္ခာပိုင်းဆိုင်ရာတွေနော်ဒုတိယအကြော့ပထမအကြော့ရဲ့ လက်စားချေမှုတွေဒါတွေပဲမြင်တွေ့ရမှာဖြစ်ပါတယ်။အော်ကနစ်ဆရိုင်းရဲ့လက်စားက ဒီရာသီရဲ့နောက်ဆုံးအနေနဲ့အပိတ်အနေနဲ့ဒါတို့ဖြောပြီးမဲ့အနေနဲ့အားလေးလည်းရှိတယ်ဗောနော်ဒါကိုကျွန်တော်ဒါဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့နော်အသေးလေး like လေးနေနော် share လေးနေလည်းဒါကူညီပေးရောနှိပ်ပေးကြပါအောင်ဒီ live လေးကိုနော်ဂျေးသမီးတင်ပါတယ် brother တို့အဲ့တော့ဒါ wine shop မှာ search နေညီကိုရင်းနေလည်း gobie ရ promo code ဖြစ်တဲ့ gp777 ကိုအသုံးပြုတော့လေ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါကဒါ wine shop မြန်မာ facebook page နဲ့တို့ application တို့ဒါ website link customer service call ကိုနှိပ်ပြီးတော့လေတီးလို့ရတယ်မေးမြန်းလို့ရပါတယ်ကြည့်တော့ကျွန်တော်တို့ let's go ပါ brother တို့နော်အဲ့တော့ဒီဒီနေ့ကတော့ live လေး၃ခုရှိပါမယ်နော် ဘရာသာဖိုးကျော်မင်္ဂလာပါအဲဆိုလာမင်းမင်္ဂလာပါတန်းစော်ဖြိုးမင်္ဂလာပါဇော်ဇော်နိုင်တိုင်းမင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါရွှေပွင်းမင်္ဂလာပါဇော်မင်္ဂလာပါကျော်ကျော်မင်္ဂလာပါဆက်ကောင်းခန့်မင်္ဂလာပါလူပြိုးလေးမင်္ဂလာပါအောင်စော်မင်္ဂလာပါဗျ Telegram လေးလေးချပြီးပါအောင်ကျွန်တော်အောက်မှာ comment မှာရေးထားပါတယ်เนาะပြီးရင်တော့ကျွန်တော် live ပြီးရင်လည်းအဲပြန်ကြည့်လို့ရပါတယ်အောက်မှာကျွန်တော် comment မှာ pin လေးထောက်ပေးထားပါတယ်ဘရာသာရေเนาะဒါ official Telegram ဖြစ်ပါတယ်ဘရာသာဆိုလာမင်းမင်္ဂလာပါကိုဆိုလွင်မင်္ဂလာပါသူရမင်္ဂလာပါသူရမင်္ဂလာပါမေမြင့်ဇူအောင်မင်္ဂလာပါဗျ Brother ဆောမင်္ဂလာပါဇောဘဘူထုံးမင်္ဂလာပါအောင်ဖြိုးပိုင်မင််္ဂလာပါဆောမင်္ဂလာပါဗျဂျွန်ကို ဂျန်ကိုလာမင်္ဂလာပါရှိုင်းလေးမင်္ဂလာပါစောမင်္ဂလာပါဗျလင်းပြေမင်္ဂလာပါခိုင်ခိုင်မင်္ဂလာပါဥဖုံမင်္ဂလာပါဇော်မူပိုဇော်မူပိုလာမင်္ဂလာပါဗျတူဖူးမင်္ဂလာပါကုမျိုးမင်္ဂလာပါဂျီဂျီမိုဘိုင်းမင်္ဂလာပါကြော်ကြော်လက်မင်္ဂလာပါထွန်းထွန်းမင်္ဂလာပါဖိုးကျော်မင်္ဂလာပါတန့်စင်မင်္ဂလာပါစောက်တရန်လေးကြိုက်နေတယ်တဲ့ okay ပါ brother ဥအကာဟိမင်္ဂလာပါဗျအဲဥဝေမင်္ဂလာပါဆိုးမင်းနိုင်မင်္ဂလာပါနိုင်ထက်ဥမင်္ဂလာပါဗျအကိုဒီရဒီ EPL ဘယ်နှသိန်းရတဲ့ချန်ပီယံဝင်ရမှာလဲဗျာ၅သိန်းမှာဗရာဒါကြီးနော်၅သိန်းမှာဗျာအေဇော်မင်္ဂလာပါအေးလိုက်မင်္ဂလာပါជីလင်းဝေမင်္ဂလာပါဗျာအစောပွဲ အစောပွဲကတော့ကျွန်တော်ဟိုပါပဲရှိမယ်ဗျ၈နာရီအဲဟိုပါ8နာရီ45တပွဲဝက်ဆန်ပွဲပဲရှိမယ်အေဗာဒန်ပွဲကအခုဟိုမကြခင်ကန်တော့ဗောနော်နာယူဝက်နေကန်တော့မှာဖြစ်ပါတယ်ဒါပေမဲ့တလုံး90ရှုံးဆိုရယ်ပမာဏဟာအဲအေဗာဒန်အောင်တော့အောင်လိမ့်မယ်ဒါပေမဲ့သုံးလုံး80ဘောင်းဆိုရယ်ဂိုးပေါင်းကြီးကြောင့်အေဗာဒန်ဘက်ကကြီးပဲဂိုးသွင်းမဲ့အနေထားဖြစ်နေတယ်အေဗာဒန်ဂိုးပေးမှာမဟုတ်ဘူးပြောချင်တာအေဗာဒန်ခံစစ်ပိတ်ဆော့မယ်ဗျဆိုတော့1 c 2 c သွားနိုင်တဲ့အနေထားပါဒါပေမဲ့3 c ရောက်ဖို့ရာခိုင်နှုန်းက 300ရာခိုင်နှုန်းပဲရှိတယ်။ဘာလို့သုံးလုံး80ပေါင်းအထိဟိုပေးစားထားတာ ဖြစ်တဲ့အတွက်သုံးလုံးအထိမရောက်နိုင်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့် Everan J ဟာ B-boy G အောက်မှာ 1C တစ်ပေါက်အနည်းငယ်လေးကြောင်းရနိုင်ပါတယ်။နော်ဒါကြောင့်နေမယ်ဆိုတော့ကျွန်တော်ကတော့9ဝဲကြိုက်တယ် brother ရေနော်ဖြစ်နိုင်ရင်တော့အစောပွဲဖြစ်တဲ့အတွက်ကျွန်တော်တော့ရှောင်ထားပါတယ်အဲ့ပွဲမထည့်ထားပါဘူးနော်အဲ့တော့လက်ရှိကတော့ကျွန်တော်စပြောလိုက်မယ်ဗျာနော်အဲ့တော့ Premier League မှာကျွန်တော်မကြခင်ကန်တော့မယ် Everton နဲ့ ဆောက်တဲ့မှာနှစ်သိန်းစလုံးကတော့ဘာကန်ကန်ဘာမှအကျိုးမြတ်ရှိမှာမဟုတ်ဘူးဒါပေမဲ့ David Moyes ရဲ့လက်ရှိဒီ Everton အနေနဲ့ကလက်ရှိဟိုခြေစွမ်းပိုင်းတော်တော်လေးကောင်းနေတဲ့အနေအထားမျိုးမှာကျွန်တော် data လေးပြပေးပြီเนาะ တော့လက်ရှိအနေထားရပါမကျော့မှာဒေဂျီစောက်တန်အင်းကွင်းမှာပေးခဲ့တယ်ဆိုတော့1စီးနဲ့စောက်တန်ကနိုင်ခဲ့တာဖြစ်ပါတယ်ဒါဟုတ်ဒီနေ့ဒေးဗစ်မိုယက်စ်အေဗာဒန်ကပြန်လည်လက်စားချေခြင်းပဲရှိတယ်ဆိုတော့ဒီနေ့ဘောမှာတကယ်ပေးတဲ့ကြီးအေဗာဒန်ဘက level တရားရှုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ level တရားရှုံးစားတစ်လုံး90ရှုံးဆိုတော့လိုရာထက်အများကြီးပြင်းနေပါတယ်တမိုင်းတစ်လျှောက်2003ခုနှစ်ကစလို့လက်ရှိချိန်ဒီအေဗာဒန်အင်းကွင်းတမိုင်းတစ်လျှောက်မှာစောက်တန်ကိုအဲ့ခံနိုင်မှာ level 90ရှုံး level တရားရှုံးဝင်းကျင်တည်တာအများစုတွေ့ရတယ်တစ်လုံး90ရှုံး တကြိမ်ပဲဖွင့်ခဲ့တယ်2012မှာဒီမှာနော်2012မှာ6လပိုင်း29ရက်နေ့မှာ Everton အင်္ဂါမှာတလုံး50ကျော်တကြိမ်ပဲပေးခဲ့တယ်3ဂိုးတကူးနဲ့ကြီးအောင်ခဲ့ပါတယ်ဒါကြောင့်အခုပေးတဲ့ကြီးကဒါသမိုင်းလေးချက်မှာဒုတိယနော်အပြင်းဆုံးကြီးမျိုးဖြစ်ပါတယ်ဒုတိယကြိမ်မြောက်ထပ်ပြီးပေးတာဆိုတော့ဒီကြီးကတော့ Everton အောင်တော့အောင်ကောင်းအောင်နိုင်တယ်နော်တလုံး50ကျော်ဟာတေချာပေါက်3မှတ်ရနိုင်တယ်ဆိုတော့ဟိုနှလုံးပြတ်မပြတ်ပဲစောင့်ကြည့်ရမယ်သဘောပါအဲ့တော့ Everton ကိုပြန်ကြည့်ရရင်လက်ရှိပြီးခဲ့တဲ့ပွဲမှာ Fulham ဟိုတော့13နဲ့အဝေးဝန်းမှာနိုင်လာတယ်ဒါပေမဲ့ Iswich Town အသင်းကိုတူးတူးနဲ့ တည်ကြတာကတော့တိတ်လက်ခံပြီလို့မရဘူးယအဲ့တော့တန်းစင်းဆုံးယုံွားလည်းမရှိဘူးဥရောပဝင်ဝင်ယုံွားလည်းမရှိတဲ့အနေအထားမျိုးမှာကစားပုံပဲစမ်းသပ်မဲ့အနေအထားမျိုးဖြစ်တာကြောင့်ကျွန်တော်တို့ဒီလိုမျိုး မလိုတဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်ရှောင်သေးခြင်းနဲ့ဗျ။နောက် Everton အသင်းဟာ David Moyes လက်ထက်မှာအိမ်ဝင်ကဒါနှစ်ပွဲပဲနိုင်သေးတယ်ပေါ့နော်။ဆိုတော့ Leicester City ကိုကျွန်တော်နောက်ဆုံး4-0နဲ့နိုင်တယ်။ Tottenham Hotspur ကို3-2နဲ့နိုင်တယ်။နောက်နှစ်လပိုင်းရှင်းရနေရဆိုလို့လက်ရှိချိန်ဒီ Everton အသင်းဟာအိမ်ဝင်မှာနိုင်ပွဲလုံးဝမရှိသေးဘူး။တည်နေတဲ့အရှုံးကြီးပဲဖြစ်ထားတယ်။ဒါကြောင့် body ကြီးကအနေငယ်အနေငယ်များနိုင်ပါတယ်။ Everton ခံစစ်ကတော်တော်လေးကောင်းပါတယ်နော်။လက်ရှိကောင်းဖောင်ရလည်းအဆင်ပြေတယ်။တစ်ဖက်က Southampton က Man City အသင်းကိုဈေးဈေးနဲ့တောင်ပိတ်ကန်ထားတယ်။အသင်းမှာ Leicester City ကို2-0နဲ့ရှုံးခဲ့ပုံရ။ဒီဘက်က B-boy G out နှစ်ချောင်း င်းမယ်စဉ်းစားမယ်အနေထားပါကြိုက်တာနေပါကျွန်တော်အစောပိုင်းဖြစ်တဲ့အတွက်ရှောင်ပါတယ် Everton online ပါတယ်ဒါပေမဲ့90ပြီးစရမှာတတိထားပါเนาะအဲ့တော့ Everton ကဒါ1-0နဲ့ပဲပြီးသွားမယ်အနေထားလေးလည်းရှိတာကြောင့် body ကတော့ကျွန်တော်ရှောင်ဖို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ဆိုတော့နေမယ်ဆိုရင်တော့ကကျွန်တော် go out လေးပဲဒီပွဲတော့ကြိုက်ပါတယ် Everton go out ဖြစ်ပါတယ် okay အဲ့တော့နောက်တစ်ပွဲသွားပါမယ်အဲ့တော့ West Ham နဲ့ကျွန်တော် Northern Forest ပွဲပါဒီမှာ Northern Forest ကရမယ်အများကြီးလိုပါတယ်เนาะအဲ့တော့အရန်ကြီးကျွန်တော်ရွှေရွှေဝေးဝေးတော့မပြောတော့ brother တို့လည်းဇာတ်တွေ့ပါပဲเนาะအဲ့တော့ အဆင့်တက်ကလည်းဘဘူးကပြီးသွားပြီပရီးမီးယားလိမှာအဆင့်နဲ့နေရာကဒီနေ့ညူကာဆန်နဲ့အာဆင်နဲ့လူ့အမှာအောက်က၄၅၆ခွန်ဒီ၄သင်းလုံးဟာချန်ပီယံလိဝင်ခွင့်အတွက်ဖြစ်နိုင်ကြီးရှိတယ်ဒီထဲမှာမန်စီးတီးကအဖြစ်နိုင်ဆုံးပဲလို့ပြောလို့တော့ရတယ်ဗောလေအဲ့တော့လက်ချက်နှစ်ပွဲဟာဘုံမောက်ကိုဒါအိမ်ခွင့်မှာအဲ့ခံမယ်ပွဲရယ်ဖူဟန်အိမ်ခွင့်မှာသွားကန်ရမယ်ပွဲရယ်ဒီနှစ်ပွဲရှိနေတယ်ဆိုတော့နှစ်ပွဲလုံးနိုင်တော့မန်စီးတီးသင်းဟာချန်ပီယံလိဝင်ခွင့်ရရှိမှာဖြစ်ပါတယ်အပေါ်က SN Villa ပြောတရားရှိတာ SN Villa ကလက်ချက်တစ်ပွဲပဲကျန်တယ် အဲ့ဒါကမန်ယူအိမ်ဝင်ဖြစ်နေတယ်ဆိုတော့တိတ်မသေးကြဘူးဆိုတော့တေးရမလည်းရနိုင်တယ်လို့နိုင်ရင်လည်းနိုင်ကောင်းနိုင်သွားနိုင်တယ်เนาะအဆန်ဗီလာက66မှန်းနဲ့ရက်တည်နေတယ်အတင်းမှာအဲ့တော့အောက်က CD ကိုမှီဖို့ဆိုရင်တော့မှ Northern Forest ကနှစ်ပွဲလုံးနိုင်မှာရမယ်အနေဒါဖြစ်နေတယ်ဒါပေမဲ့ Legend ပွဲထဲမှာ Chelsea ကြံသေးတယ် Northern Forest ကဆိုတော့ဒီနေ့ပွဲနိုင်တော့ Chelsea ကိုဘလို့မှဟိုနိုင်ဖို့ကတိတ်မဖြစ်နိုင်တဲ့အနေဒါဖြစ်တာကြောင့် Northern Forest ကတော့ဒီဟာဒီမှာเนาะအဆင့်9နဲ့ပဲအဆုံးတက်ရဖို့တော့များတယ်ဗျအဲ့တော့လက်ရှိပထမအကြော့ကြီးကိုကြီးရရင်လည်း ီ Northern Forest ကအိမ်ခွင်းမှာ level တရာရှုံးကျွန်တော်ပေးခဲ့ပါတယ်။သုံးခုပြန်တဲ့ Northern Forest ကနိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ကြီးကဒါဒဲဂျီပေးရမှာဟိုဆိုပေမဲ့ဒီ Watson Park ကအိမ်ခွင်းဆိုပေမဲ့ဒါ level 20 Northern Forest ပေးထားတာတဘာဝကတော့ကြားတယ်။ဒါပေမဲ့လုံလောက်တော့ပြင်းရှာမှုမဟုတ်ဘူးလို့ယူဆပါတယ်။နောက်တစ်ချက်ကတမိုင်းတစ်ချက် Watson အိမ်ခွင်းမှာ2003ခုနှစ်ကစလို့လက်ရှိလက်ရှိအချိန်ထိနော် Northern Forest အသင်းကို Watson ဟာအိမ်ခွင်းမှာတစ်ခါမှမရှုံးဘူးပါဘူး။နော်9နာတော့မှ Watson အောင်တော့ ပွဲတွေတော်တော်လေးများပါတယ်။ဒါကြောင့်အစင်လာရဝက်ဆန်အိမ်ခွင်မှာ Northern Forest ခက်ခဲပါလိမ့်မယ်။နောက်တစ်ချက်ကဝက်ဆန်လက်ရှိပြီးခဲ့တဲ့ပွဲမှာ United အသင်းကို0-2နဲ့အောင်လာတဲ့ Tottenham Hotspur ကို1-1နဲ့ပွဲပြီးကြတယ်။ဆိုတော့ David Moyes လက်ရှိ Graham Potter ရဲ့ဝက်ဆန်အသင်းဟာခံစားအသားပေးပြီးကန်နေပါတယ်။တိုက်စက်ကအရန်ကြီးအားရစရာမရှိဘူးဗျာ။အဲ့တော့ခံစားပဲအသားပေးပြီးပွဲထွက်လာမှာဖြစ်တဲ့အတွက်နှလုံးတရာရှုံးနဲ့ပိတ်ထားတာဟာတဘာဝကျပါတယ်။ဆိုတော့ဒီမှာပြောစရာရှိတာကဘုံမောက်ဝက်ဆန်အိမ်ခွင်မှာဘုံမောက်အဝေးခွင်ကနေပေးတဲ့ကြီး level 50ရှုံးအထိပေးခဲ့တာပါ။ နောက် new ကစ level 50ရှုံးထိပေးခဲ့တာပါဒါကြောင့်ဥရောပဝင်ဝင်အတွက်အဆင့်6နေရာအတွက်တောင်မှမျောလင်းချက်ရှိသေးတဲ့အနေထားတော့မှเนาะ Northern Forest က20ပဲပြီးတဲ့ ဝင်ယူအရာဘော်ဒီဂျီယာနော်ဒါဖော့ရက်စ်အမတရားပြော့တယ်လို့ပဲကျွန်တော်တို့ယူဆပါတယ်เนาะ Brighton လည်းဒီရာဒီမှာဝက်ဆန်ကိုဝေးဝန်းရနေ level 50ရှုံးပေးတာပဲเนาะ Man U လည်း level 50ရှုံးပေးတာပဲ Chelsea ဆို level 100ရှုံးတော်ပေးသေးတယ်เนาะဒါကြောင့်တကယ်တမ်းတေချာပေါ့နော်ဒါဖော့ရက်စ်နိုင်မယ်ဟေ့ဆိုရင်တော့ level 50အထက်ပေးသင့်တယ်လို့ပဲယူဆတာကြောင့်ဒီပွဲကတော့ဝက်ဆန်ပဲနေရာမှာဖြစ်ပါတယ်နော်ဒါဖော့ရက်စ်ကခြေစွမ်းထိုးကြနေပါတယ်เนาะတောက်လျှောက် Leicester အသင်းကိုတော့မှအင်ကွင်းမှာတည်ပဲရတဲ့အနေထားအရာဝက်ဆန်အင်ကွင်းမှာနိုင်ဖို့ဆိုတာဒီလိုကြေးမျိုးနဲ့ရတော့ မဖြစ်နိုင်ဘူးပဲကျွန်တော်ယူဆပါတယ်ဝက်ဆန်ပေါ်ဒီပါโอเคအဲ့တော့နောက်တစ်ပွဲကကျွန်တော် brand phone နဲ့ fuan ပွဲဖြစ်ပါတယ် brand phone က level 80ရုံ3လုံး20ပေါင်းနဲ့ပြန်ကားထားပါတယ်ပထမအကျော့ fuan အိမ်ကွက်မှာ level 100ရုံကြီးကို21နဲ့ fuan နိုင်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့နေကြီးကဒဲကြီးပေးရမှာ brand phone အိမ်ကွက်အားသာချက်ကြောင့် level 50ပေးရမှာကဒါပေးတဲ့ကြီးမျိုးဖြစ်ပါတယ်ဒါပေမဲ့ level 100ရုံကြီးပေးထားတယ်ဆိုတော့က brand phone ဒီနေ့ဘက်မှာနောက်ဆုံးအိမ်ကွက်ပရိသတ်ကိုဖြောပြနိုင်ပါတယ်เนาะအဲ့တော့ ီးခဲ့တဲ့ရာသီ Bradford အိမ်ခွန်းမှာပေးခဲ့တဲ့ဂျီရလည်း9လပိုင်း2024 4ရက်နေ့မှာ level 50ရှုံးတာပေးခဲ့ပြီးတော့ဇီးဇီးနဲ့ပွဲပြီးခဲ့တာဖြစ်ပါတယ်။ရှစ်တနင်း2023မှာ level 100ရှုံး32နဲ့ပွဲပြီးပါတယ်။ဒါကြောင့်အခုပေးတဲ့ဂျီရ level 80ရှုံးဆိုတာဟာ level 100ရှုံးဝင်ရုံးမှာဖြစ်နေတာကြောင့်အောင်းနိုင်ပါတယ် Bradford ကเนาะအဲ့တော့လက်ရှိ current form အရကလည်းအတက်ဖက်ရောက်နေတယ် Switch down နိုင်တယ် Man U 43နဲ့နိုင်တာ Northern Forest ကိုเนาะ Northern Forest အိမ်ခွန်းမှာ Z2 နဲ့နိုင်တာ Brighton ကိုနိုင်တာဆိုတော့ဘလိုပဲဖြစ်ဖြစ် Fulham လက်ရှိအကြပဲရောက်နေတဲ့အနေအထားမျိုးမှာ ဒီလိုမျိုးကြည့်ဟာ Brentford အောင်နိုင်ပါတယ်။ Fulham ကနောက်ဆုံးဝက်မှာ Everton ကို1-3နဲ့ပွဲပြီးတယ်။ Aston Villa ကို1-0နဲ့ပွဲပြီးတယ်။ဒီမှာကြည့်ရမှာကျွန်တော်တို့ Aston Villa ပါ။အမှတ်လိုနေတဲ့အချိန်အဆင့်5 Champions League ဝင်ခွင့်အတွက်ကြိုးစားနေတဲ့ Aston Villa အဲဒုံးကပြီးတဲ့ကြည့် level တရားရှုံးဝင်ရှိပါတယ်เนาะဒါကအများကြီးဗျာဒီဒီဥရောပဝင်ခွင့်ရုံအားဆိုတော့မတရားပြင်းပါတယ်ဒါကိုတော့ level တရားရှုံးမဲ့ SN Villa ပေးခဲ့တဲ့အနေအထားမျိုးမှာဘာမျောလင်းချက်မှလည်းမရှိဘူးဘာကံကံလည်းဘာမှမဖြစ်တော့တဲ့အနေအထားမျိုးမှာအဆင့်၈ Brandford ကပေးတယ်ကြီး level တရားရှုံးဝင်ရောကတော့ပြင်းပါတယ်เนาะကျွန်တော်ပြင်းတယ်ပဲသတ်မှတ်ပါတယ် Brandford ဝင်နေရမှာဖြစ်ပါတယ် Brandford body ပါโอเคအဲ့တော့နောက်တစ်ပွဲကတော့ကျွန်တော် Lancer နဲ့ Switch ကတော့ဒီပွဲကတော့ဘာမှမျောလင်းချက်မရှိတဲ့ကျွန်တော်ရှောင်းနေသုံးသပ်ရမယ်ဆိုတော့ level 40ရှုံးမှာ တောင်းလုံး40ပေါင်ပေးထားတဲ့အတွက် Lancer City မရှုံးနိုင်တော့ဂျီမျိုးဖြစ်ပါတယ်ဆိုတော့သတင်းတွေအရ Switch Down မှာတိုက်စစ်မှု delay မပါဘူးလို့ ြောထားပါတယ်ဒါပေမဲ့နော် line up ထွက်မှာတော့ယုံမှာအဲ့တော့ဟိုလက်ရှိအနေထားအရကတော့ဒီပွဲကဒီတန်းဆင်းဆုံးမှာအဆင့်16နဲ့အဆုံးတက်ခဲ့တဲ့ຢာသီးလို့ဆိုရဲဂုံပုတ်တစ်ခုတည်းကြောင့်ပဲ lesser city ကကန်စရာရှိတယ်ကျန်တော့ကန်စရာမရှိဘူးညာလက်ရှိ22မှတ်နဲ့နော်အပေါ်အောက်ရက်တည်နေတဲ့အသင်းတွေဖြစ်ပါတယ်အဲ့တော့ပထမအကြော်တုံးကတော့ isbridge down က level 50ပေးခဲ့တယ်1-1နဲ့အဆုံးတက်ခဲ့တာကြောင့်ဒီနေ့ဘက်မှာ lesser city ဘက်က level 50ပေးရမှာဖြစ်ပါတယ်အဲ့တော့ပေးတဲ့ကြီးကတော့ဘွင်ယိုးကတော့မှန်တဲ့ level 50ရှုံးမဲ့ပေးထားတယ်ဒါပေမဲ့ကိုပေါင်းကြီးက3လုံး40ပေါင်းပေးထားတဲ့အတော့နှစ်သင်းစလုံး900နိုင်တာကြောင့် ောင်းတေးတပေါက်အနှဲငယ်လေးတော့ကြောက်ရတယ်။ Leicester City က Ipswich Town ကိုတမိုင်းတစ်ချောင်းမှာအိမ်ခွင်းမှာတစ်ခါပဲရှုံးမှုတယ်။အဲ့ဒါအဲ့ဒါတော့မှ Division 1မှာနှာတောင်းနှစ်ခုနှစ်ကတစ်ချိန်မဲ့1 2နဲ့ရှုံးတာပါ။ Janet ဒီ Championship တမိုင်းတစ်ချောင်းနော် Leicester City က Ipswich Town အသင်းကိုရှုံးမှုခြင်းမရှိသေးသေးဘူးเนาะအဲ့တော့လက်ရှိအနေအထားအရကလည်းကြီးကပြော့တယ်ဆိုပေမဲ့ဒီလိုကြီးမျိုးဟာเนาะအရင်ကြီးတော့မပြင်းရင်တောင်မှ တည်ရအပြင်တော့မရှုံးနိုင်ဘူးလို့ပဲယူဆပါတယ်။ဆောက်တရန်အသင်းကိုလက်စားပေးတဲ့ကြီးကလည်း level 50ရုံဖြစ်ပါတယ်။တူးစီးနဲ့ပွဲပြီးတာပါ။ဒီရာဒီရဲ့အောက်ဆုံးအဆင့်20ဆောက်တရန်ရဲ့ရမက12မှတ်ပဲရှိပါတယ်။ Iswich Town ရဲ့လက်ရှိရမက22မှတ်အထိရှိပါတယ်။10မှတ်ကွာတာတောင်မှ level 50ဝင်ရုံတန်းလို့ပေးထားတဲ့အနေအထားအရလက်စား CD 1x double chance ပဲနေရမှာဖြစ်ပါတယ်။ Okay အဲ့တော့နောက်ဆုံးပွဲသွားပါမယ်။ Arsenal နဲ့ Newcastle ပွဲဖြစ်ပါတယ်။ဒီမှာ Arsenal ကိုပြောစရာရှိတာကဒီနေ့ပွဲ နည်းနည်းလေးအမားလုပ်လို့ရတဲ့အချက်ပေါ့နော်။အာဆင်နယ်ကဒီပွဲပြီးရင်လာမယ့်ပွဲကဆော်ဒရန်အင်ကွန်းမှာတော့ကန်ရမှာဆိုတော့နောက်ပွဲ၃မှတ်ရမယ်ဒီနေ့တည်ရမယ်ဆိုရင်ဘောင်းလီမန့်နဲ့ချန်ပီယံလိဝင်ဝင်ရနိုင်တယ်။အဲ့တော့တဖက်ကနယူကာဆယ်ကတော့အဲ့လိုတော့မဟုတ်ဘူး။အောက်ကဖီအားတွေတော့ရှိပေမဲ့66မှတ်ဆိုတဲ့အနေဒါဟာဒီနေ့လုံးဝရှုံးလို့မရတဲ့အနေဒါဖြစ်နေတယ်။နိုင်တော့ပိုကောင်းတာပေါ့နော်။ဒါကြောင့်နယူကာဆယ်ရဲ့လက်ရှိဒီလက်ကျန်ပွဲမှာနောက်တစ်ပွဲကတော့ Everton အသင်းဆိုတော့သူလက်ထုံလေးလကောင်းပဲဒီနေ့တည်ရကြမယ်။လာမယ့်ပွဲ အဲရှုံးမယ်နာမယ်ပွဲနိုင်မယ်ဆိုတော့ Newcastle ကဒါ Champion League ဝင်ခွင့်တော့ရမယ်အနေထားပါဆိုတော့ဘလို့ပဲဖြစ်ဖြစ်နှစ်သိန်းစလုံးကတော့နိုင်ရင်တော့ပူကောင်းတဲ့အနေထားဖြစ်နေတာကြောင့်၃လုံး90ပေါင်းဆိုတဲ့ဂျီယာနှစ်သိန်းစလုံး900မယ်လို့ညွှန်းနေတယ်လို့ယူဆပါတယ်ပထမကျော့ဒီအာဆင်နယ်အိမ်ခွန်းမှာ၃လုံး90ပေါင်းဂျီကို Newcastle ရ2နဲ့နိုင်ခဲ့ပါတယ်ဒါကြောင့်ဒီနေ့ဘောမှာတကယ်တမ်းပေးတဲ့ဂျီကလက်ရှိအနေထားအရာကတော့ဒါပျော့နေလို့ပဲပြောရမှာပေါ့လေဘာလို့ဆိုတော့ဟိုပြီးခဲ့တဲ့ ဒီကာရာဘောင်းမှာ2025နှစ်လပိုင်းမှာနယူကာဆယ်အင်ကွင်းမှာတော့မှအာဆင်နယ်ဟာအဝေးဝန်းကနေတလုံး90ပေါင်းပေးခဲ့တဲ့အနေအထားမျိုးမှာအခုအင်ကွင်းကြီးကိုလည်းပဲတရားရှုံးပေးတယ်ဆိုတော့ဂျေးအရာကတော့မတရားပျော့တယ်ဗျာနော်အာဆင်နယ်ဘော်ဒီကြီးကအယမ်းပျော့နေပါတယ်အဲ့တော့တမိုင်းတစ်ချောင်းမှာလည်းပဲတရားရှုံးမဖွင့်ဘူးလားဆိုတော့ဖွင့်ဘူးတယ်အဲ့ဒါကဒီမှာဘယ်ရွာလဲဆိုတော့2008ခုနှစ်နော်ကာရာဘောင်းမှာပဲ6လပိုင်း26ရက်နေမှာလည်းပဲတရားရှုံးအာဆင်နယ်ကပေးဘူးတယ်အဲ့တော့ကတော့2စီးနဲ့တော့နိုင်ဘူးတာမို့လို့ဒါပေမဲ့အခုလိုမျိုးအနေအထားမှာအာဆင်နယ်ကအကြမ်းဖက်ရောက်နေတာကြောင့်ကျွန်တော်နည်းနည်းလေးတော့ ကြောက်တယ်ဗျအာဆင်နယ်နောက်နောက်ဆုံး၅ပွဲဆက်ပြန်ပွဲဆုံးနိုင်ပွဲပျောက်ထားတဲ့အတင်းမှာဒါပေမဲ့ကိုခန်ဆက်ကတောက်လျှောက်ပေါန့်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်နော်ဘုံမောက်ကို1 2နဲ့ရှုံးတယ်ခရစ်စတယ်ဘဲလစ်ကို2 2နဲ့ကန်တယ်နောက်ဆုံးပွဲလီဗာပူးကို2 2ကတော့ခြေစွမ်းလေးတော့မဆိုးပါဘူးအဲ့တော့ဒီနေ့ပြောပြရရှိတာကအထောင်တိုက်ဆက်မှုဒီနေ့ပါမပါဘူးပေါ့နော်အဲ့တော့ကိုင်ဟာဘက်ကတော့ပါတယ်ဆိုပေမဲ့အရန်ကြီးတော့ မကြည့်မသေးကြတဲ့တရင်မျိုးဖြစ်ပါတယ်အဲ့တော့မာရီနိုမပါတဲ့အနေအထားမျိုးမှာ Trossard နဲ့ပဲအထောင်တိုက်စစ်ကဘောထွက်လာမယ်သဘောပါအဲ့တော့ Queen လည်းကတော့ပြည်တယ် Odiga Party Rise ပါမယ်တောင်ပိုင်းမှာက Saka နဲ့ Martinelli ဆိုတော့တစ်ဖက်ကဒီ Newcastle အနေနဲ့ကလည်းဒီ Champion League ဝင်ခွင့်အတွက် Isaac တို့ Gordon တို့ကလည်းယုံပါပဲဗျအဲ့တော့ဘလို့ပဲဖြစ်ဖြစ်တော့ level 90ယုံအနေအထားအရာကျွန်တော်တို့ Arsenal ကိုမယုံရဲဘူးဗျအဲ့တော့နေမယ်ဆိုရင်တော့ချီးအရာ body ကြီးက ညူကာဆယ်နေရာမှာဖြစ်ပါတယ်ဂိုးပေါင်းကြီးက3090ပေါင်းဆိုတာဟာကျွန်တော်ထင်တော့1-1တော့သွားလိမ့်မယ်ဗျအာဆင်နယ်ခံစင်းနေရာညူကာဆယ်ကိုပေးရမယ်လို့ကျွန်တော်ယူဆတယ်ဒီလက်ရှိညူကာဆယ်တိုက်စစ်ကအရန်ကောင်းနေတယ်နော်အဲ့တကူတော့ရလိမ့်မယ်ထင်တယ်ဒါပေမဲ့ညူကာဆယ်အဝေးခွင်တောက်လျှောက်ကလည်းအမားများပါတယ်အက်ဆန်ဗီလာလို့အသင်းကိုတော့၄ဂိုးတကူနဲ့ပေးရတဲ့အနေအထားမျိုးမှာ1-1တပေါက်ပဲကျွန်တော်ကြောက်စရာရှိတယ်နော်အဲ့တော့1-1 1-2 2-1 2-2ဒီလိုတွေတော့သွားမယ်လို့ယူဆတာကြောင့်ကျွန်တော်ဒီမေးလို့အာဆင်နယ် ဘော်ဒီကတော့ရှောင်စီခြင်းနဲ့ကြိုက်တာနီးကွာဆဲဘော်ဒီကြိုက်တယ်ဂိုးဘော်ကြိုက်တယ်အဲ့နှစ်ကြောင်းလေးရတဲ့ကြောင်းဝင်မဲ့တင်ပါတယ်โอเคဒါဆိုတော့ကျွန်တော်ဒီနေ့ဒါပရီးမီးယားလိဂ်ရဲ့သုံးသက်ချက်ပြီးပေါ့နော်ဒီထဲမှာကျွန်တော်ပရီးမီးယားလိဂ်ကနှစ်ပွဲတည်တည်ဒါမောင်းနှစ်ထဲမှာထည့်ထားပါတယ်အဲ့ဒါကဝက်ဆန်ဘော်ဒီနဲ့ဘရန်ဖို့ဘော်ဒီဒီနှစ်ကြောင်းလေးကိုမောင်းနှစ်မှာမောင်းနှစ်ထဲမှာကျွန်တော်ထည့်ထားပါတယ်ဒီပရီးမီးယားလိဂ်ကတော့ဒီနေ့ဒါတကြောင်းနဲ့တော့ပွဲအဖြစ်ကျွန်တော်မရွေးပါဘူးเนาะအရန်ကြီး pressure ကြီးများတဲ့အတွက် ဒီဒီအသင်းတွေကလည်းအရင်ကြီးယုံကြည်စရာမကောင်းတဲ့အတွက်စိတ်ကြိုက်စိတ်တိုင်းကြသိမ့်မတွေ့တဲ့အတွက်ကျွန်တော် Premier League တွေတော့ရှောင်ပါတယ်။ Okay ဒါဆိုတော့ဒါဒီ live ကတော့ကျွန်တော် Premier League နဲ့ပဲကျွန်တော်ညုံချုပ်ပါတယ်။အဲ့တော့ဒီ live ပြီးရင်ကျွန်တော်နားပြီးတော့ဆက်ပြီးတော့ကျွန်တော် live အခုထပ်ပြီးလွှင့်ပါမယ်နော်။ La Liga တပုတ်ကျွန်တော် Serie တပုတ်တောက်လျှောက်လွှင့်ပါမယ်။နောက်ဆုံးအပုတ်မှာတော့ကျွန်တော်ဒီနေ့ရဲ့မောင်း၄သင်းမောင်း၂မောင်းပြောပါမယ်။အဲ့တော့ဒီနေ့ La Liga ထဲမှာကျွန်တော် အဲ၃ဘွဲတိတိနော်နှစ်ဆဘွဲ၃ဘွဲရှိပါတယ်ဒီ live ရင်ကျွန်တော်လာလီက live လာမှာပါဒါကြောင့်လည်းဘွဲဒီနှစ်ဆ၃ဘွဲကိုကျွန်တော်အဲ live မှာပဲကျွန်တော်ထည့်ပြောပေးပါမယ်နော်အဲ့တော့ပြီးရင်တော့ဒီ series A မှာကျွန်တော်နှစ်ဆဘွဲ၃ဘွဲရှိမယ်ပြီးရင်အဲ့နောက်ဆုံး series A live မှာပဲဒါ၄သင်းမောင်းလေး၂မောင်းလေးထည့်ပြောပေးတော့မှာဖြစ်ပါတယ်โอเคဒီနေ့ကြည့်ရှု brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းချင်းနိုင်ကျေးဇူးများတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ good luck ပါဗျ